မင်္ဂလာပါဒီနေ့ကျွန်တော်တို့စမ်းစစ်ကြည့်ကြမယ့်အကြောင်းအရာကတော့တမန်ကျမ်းစာထဲက Hebrew or Water စာအခန်းကြီး7ပါပဲအဲ့ဒါလူတော်တော်များများကတော့ယုံကြည်ခြင်းအခန်းကြီးလို့သိကြတယ်နော်ဟုတ်ကဲ့တကယ်ကိုအားရှိစရာအခန်းကြီးတစ်ခုပါဒီလေလာမှုအတွက်အချက်လက်တွေကိုတော့ the wise believers ကနေပြုစုထားတဲ့မှတ်စုတွေကိုအခြေခံပြီးပြောသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ရည်ရွယ်ချက်က ယုံကြည်ခြင်းဆိုတာဘာလဲဆိုတာကိုအပေါ်ရမဟုတ်ပဲနဲ့နည်းနည်းအတွင်းကြကြနားလည်ဖို့ပေါ့လေ။อืมပြီးတော့ဒီအခန်းထဲကယုံကြည်ခြင်းသူရဲ့ကောင်းတဲ့ဘောရီနဲ့လက်တွေ့သင်ခန်းစာတွေဘလို့ယူမယ်လဲဆိုတာပေါ့။ဟုတ်ပါတယ်။ကဲဒါဆိုရင်အထူးအချက်စီတန်းစားကြည့်ကြရအောင်။အခန်းငယ်တဲကယုံကြည်ခြင်းကိုဘလို့အရေးပဲဖွင့်ထားတယ်။ယုံကြည်ခြင်းဒီမျှော်လင့်တော့ရာတို့ကိုမြင့်မောက်ပြုခြင်းဖြစ်မမြင်သေးတော့ရာတို့ကိုတိမက်ဆွဲလန့်ခြင်းအကြောင်းဖြစ် မနဲ့တယ်နော်တော်တော်လေးနည်းနည်းပါတယ်ဒီနေရာမှာမျက်မှောက်ဖြူချင်းဆိုတာကလေအမခန့်ချက်ဒါမှမဟုတ် တကယ်လက်ဆုလကန်ရှိနေတယ်လို့မျိုးခံစားရတာကိုပြောတာပါ မျောရင်းနေတဲ့ရာကတကယ်ချက်လာမယ်ဆိုတော့ခိုင်မာတဲ့ခံစားမှုပေါ့အင်းအင်းတိတ်မဆွဲလန့်ချင်းဆိုတာကကျတော့တတ်တည်ပြချက်လိုပဲမမြင်တော့တဲ့ပေမယ့်အဲ့ဒီရာတွေတကယ်ရှိတယ်မန်တယ်ဆိုတာကိုကိုယ်စိတ်ထဲမှာတန်တရာကင်းကင်းနဲ့လက်ခံထားတာမျိုး ဆိုလိုတာကစစ်ကူရင်တက်တယ်မဟုတ်ဘူးပေါ့ဟုတ်ပေါ့တကယ့်ကိုခိုင်မာတဲ့အခြေခံရှိတယ်ဒါကြောင့်ပဲအခန်းငယ်နှစ်မှာရှေးလူတွေကဒီလိုယုံကြည်ခြင်းမျိုးကြောင့်ဖျားသခင်ရဲ့ကောင်းတဲ့တသက်ခံချက်ကိုရခဲ့တယ်လို့ပြောလာဟော့အခန်းငယ်၃ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်စစ်ကြောလားကြီးတစ်ခုလုံးကိုဖျားသခင်ကသူ့စကားတော်နဲ့ဖန်ဆင်းခဲ့တယ်ဆိုတာအခုမြင်နေရတဲ့အရာတွေကမမြင်ရတဲ့အရာတွေကနေဖြစ်လာတယ်ဆိုတာကိုတော့ယုံကြည်ခြင်းနဲ့ပဲနားလည်ရတယ်ဆိုတာလေဟုတ်တယ် သိပ္ပံကဘလော့ဖက်ရှာရှာအစာဖြူချင်းရဲ့မူလအကြောင်းရင်းကိုတော့ယုံကြည်ခြင်းနဲ့ပဲလက်ခံရတာမျိုးပေါ့အဲ့ဒါပေါ့ကဲအခုဒီယုံကြည်ခြင်းကလက်တွေ့မှာဘလို့ပုံပေါ်သလဲဆိုတာကိုဒီအခန်းထဲကယူရီရဲ့ဘဝတွေကနေကြီးကြရအောင်အစောဆုံးကနေစရင်အာဘယ်ပေါ့ငယ်လေးအာဘယ်သူရဲ့ယုံကြည်ခြင်းကသူရဲ့ပူဇော်တကမှာပေါ်လင်ခဲ့တယ်သူကဖျားရခင်ပိုနစ်တဲ့တဲ့တားရီကောင်းသောရက်ကိုပူဇော်ခဲ့တယ်ဟုတ်တယ် ဒါကသူ့ရဲ့ယုံကြည်ခြင်းကဖခင်ရဲ့စံနှုန်းကိုဦးစားပေးတယ်ဆိုတာပြတယ်။သူတည်သောပေမဲ့သူ့ရဲ့ယုံကြည်ခြင်းလုံးရဲ့အဲ့ဒီမံကန်တဲ့ဝိဖြူကိုးကွယ်မှုကဒီနေ့ထိစကားပြောနေတော့ပဲလို့ကျင့်စာကဆိုတယ်။ဟုတ်ကဲ့။နောက်တယောက်ကဟင်နုတ်ငယ်ငါးနဲ့ချော့အာဟင်နုတ်ကတော့ဖခင်သခင်နဲ့အရန်ရင်းရင်းနီးနီးအသက်ရှင်ခဲ့တော့ဖခင်စိတ်တော်နဲ့တွေ့ခဲ့တယ်။ဖခင်ကိုနှစ်သက်ရှိခဲ့တယ်ပေါ့။ဟုတ်ပါတယ်။ သူယုံကြည်ခြင်းကြောင့်ဖခင်ကသူ့ကိုတည်ခြင်းတော်မမြင်စေပဲခွတ်ထားတယ်ဆိုတော့လေတတော်ထူးခြားတယ်အဓိကသင်ခန်းစာကတော့အခန်းငယ်6မှာယုံကြည်ခြင်းမရှိဘဲနဲ့တော့ဖခင်စိတ်တော်နဲ့တွေ့ဖို့မဖြစ်နိုင်ဘူးอืมဒါအရေးကြီးတယ်ဖခင်စီချင်းကပ်မယ်ဆိုရင်အခြေခံချက်နှစ်ချက်ယွန်းရမယ်တစ်ဖခင်တကယ်ရှိတယ်နှစ်ကိုရောကိုအလေးအနက်ရှာတဲ့သူတွေကိုအကျိုးပေးတယ်ဒီနှစ်ခုပေါ့မှန်ပါတယ်နောက် no a ငယ်17သူ့ရဲ့ယုံကြည်ခြင်းကကြတော့နှောရီကတော့လက်တွေ့ဆန်တယ်နှာခမှုနဲ့လှုပ်ဆောင်မှုမှာထင်ရှားတယ်မမြင်ဘူးသေးတဲ့ကဘာရေလွှမ်းမိုးပေးအပ်သတိပေးခရတော့သူကကြောက်ရွံ့ယူသေးစွာနဲ့နှစ်ပေါင်းများစွာတင်မိုးကြီးဆော့ခဲတာပတ်ဝန်းကျင်ကလောင်ရရမှာပဲเนาะအဲ့ဒီတော့ကတေချာပေါ့ပေါ့ဒါမဲ့သူကယုံကြည်ခြင်းနဲ့ဆက်လုပ်ခဲ့တယ်ဒါကြောင့်သူ့မိသားစုကယ်တင်ခြင်းရတယ်သူ့လောက်ရကအဲ့ဒီခေတ်ရဲ့မယုံကြည်မှုကိုလည်းတရားစီရင်ရရောက်သွားတယ် ဆိုတော့ဒီအစောပိုင်းပုံကိုယ်တွေကယုံကြည်ခြင်းရဲ့အခြေခံတွေကိုပြတယ်။မနဲ့ကိုကွယ်မှုဖျားနေရင်းနှီးမှုနာခံမှုလက်တွေလှုပ်ဆောင်မှုဟုတ်ကဲ့အဖို့အာဗြဟံကိုကြည့်ရင်တော့ဒီသဘောတရားတွေကပို့ပြီးတော့နည်းနည်းလာပြီ။သူကယုံကြည်ခြင်းရဲ့ဖောက်ခင်လို့တောင်တင်စားခံရတာကိုဟုတ်ပါတယ်။အာဗြဟံကြောင့်ကငယ်ရှိခင်းတဲ့စက်ကိုအထိတော်တော်များများပါတယ်။သူ့ရဲ့ယုံကြည်ခြင်းကခေါ်တော်မူခြင်းနဲ့ကတိတော်တွေပေါ်မှာခြေခံတာနော်။အင်း ဘယ်သွားမှမသိတဲ့နေရာကိုသွားဖို့ဖီးယားကခွာတဲ့အခါသူကမေးကုန်မထွက်ဘူးချက်ချင်းနာခံပြီးထွက်သွားတာညဲ့ရှစ်ဒါကကိုယ့်ရဲ့တက်တုံးတက်တာဖြူမှုကိုစွန့်ပြီးမမြင်ရတဲ့အနာဂတ်ကိုယုံကြည်လက်တာပဲအဲအဲ့ဒါတော်တော်တတိရှိတဲ့ယုံကြည်ခြင်းပဲပြီးတော့ကတိထားရပြီးကိုရောက်တော့လဲချက်ချင်းအခြေချမြို့ရိုးလေးပါရီတီးမနေဘူးတဲနဲ့ပဲနေခဲ့တယ်ငယ်ကိုဟုတ်လားဘာလို့လဲဘာလို့လဲဆိုတော့သူ့မျက်စိကဒီမြေကြီးပေါ်ကယာယီယာတွေမှာမဟုတ်ဘူး ဖျားတခင်ကိုယ်တိုင်ဒီဆောင်မဲ့ထာဝရမြို့တော်ကိုမျောနေလို့ပဲငယ်ဆက်ဒါယုံကြည်ခြင်းကထာဝရရှုထောင့်ကိုအမြဲကြည်တယ်ဆိုတာပြတာဟုတ်ကဲ့ပြီးတော့သူဇနီးစာရာရဲ့ယုံကြည်ခြင်းကလည်းပါတယ်နော်ငယ်စတိဇပါရပေါစရာကအသက်ကြီးလို့သာသမီမရနိုင်တော့ဘူးဆိုတဲ့အခြေအနေမှာတော့ဂရိပေးတဲ့ဖျားကလွတ်နိုင်တယ်ဂရိတီတယ်ဆိုတာကိုယုံကြည်တယ်လို့ဣဇက်ကိုမွေးနိုင်ခဲ့တာ ယုံကြည်ခြင်းကလူတဘာဝရမဖြစ်နိုင်တာကိုဖြစ်စေတယ်ဆိုတာတကသက်တယ်ပဲ။ဟွန်းပြီးတော့အထုထေကတော့ဟိုရင်လေဤဇက်ကိုရပူဇော်ဖို့အမိန့်ခံရတာငယ်ဆက်ခွန်ဆက်ကိုဟာဒါကတော့တကယ်ကိုနားထရခဲ့တဲ့အခြေအနေပဲ။ဟုတ်တယ် ဖះကတိုက်ပိမကတိပေးထားပြီးမှအခုအဲ့ဒီတာကိုပြန်တောင်းတယ်ဆိုတော့လေဒါပေမဲ့အာဖရာဟမ်ကဘာယုံကြည်ခဲ့လဲဆိုတော့ဖះတခင်ကတေယာကနေတောင်ပြန်ထားမြောက်အောင်လုံနိုင်တယ်ဆိုတာကိုယုံရဲ့လားအံ့ဩစရာပဲဆိုတော့ဖះရဲ့ကတိနဲ့အမိန်ကြမှာနားမလည်နိုင်အောင်ဖြစ်နေပေမဲ့သူကဖះရဲ့တန်ကိုးနဲ့သစ္စာတရားကိုအကျွင့်မဲ့ယုံကြည်လိုက်တာဒါကယုံကြည်ခြင်းရဲ့အမြင့်ဆုံးပုံစံတစ်မျိုးပဲသူမျိုးဆက်တွေအီဇက်ယာကုပ်ယောသတ်တို့ရဲ့ယုံကြည်ခြင်းကိုလည်းအခြေချပြထားသေးတယ်ငွေ20နဲ့20နဲ့ သူတို့တေခါနီမှာတော့နှုတ်လာမယ့်အရာတွေတော့ကောင်းချီးပေးခဲ့ကြတယ်ဆိုတာအင်းဒါကယုံကြည်ခြင်းကမျက်မှောက်ခွာကိုကြုံလွန်ပြီးအနာဂတ်ထိတက်ရောက်ခဲ့ဆိုတာပြန်အတည်ပြုတာပေါ့ကဲနောက်တစ်ယောက်မိုးရှေသူ့ချောင်းကလည်းအရေးကြီးတယ်မိုးရှေသူ့ဘဝကယုံကြည်ခြင်းနဲ့ရွေးချယ်မှုတွေဘလို့ဆက်ဆက်နေတယ်လဲဆိုတာပြတာနော်သူမိဘတွေကစတာပဲငယ်23ဖာရောအမင်းကိုကြောက်တာထက်ဖျားကိုယုံကြည်လို့သူ့ကိုဖတ်ထားခဲ့တာ ကြောက်ရွံ့ခြင်းထက်ယုံကြည်ခြင်းကိုရွေးချယ်မှုပေါ့မောရှေကိုယ်တိုင်အွေရောက်လာတော့ပိုကြီးတဲ့ရွေးချယ်မှုလောက်ရတယ်ငွေ24 26အကူတူရဲ့မင်းသားဘွားစီစိန်လေးကိုစွန့်ပြီးဖျားလူညိုနဲ့အတူဒုက္ခခံဖို့ရွေးခဲ့တာဟုတ်တယ်ဖာကြောင့်လဲဆိုတော့ခရစ်တော်ကြောင့်ကဲလဲခံရတာကအကူတူရဲ့ဖန်တာတွေထက်ပိုမြတ်တယ်လို့သူကမှတ်ယူလို့ပဲဒါကယုံကြည်ခြင်းနဲ့လောကတန်ဖိုးထက်သာဝရတန်ဖိုးကိုဦးစားဖဲ့တယ်ဆိုတာအယံရှင်းနေတယ် ဒီနေရာမှာခရစ်တော်ကြောင့်ဆိုတာနည်းနည်းစဉ်းစားစရာပဲเนาะခရစ်တော်မှာမမွေးသေးတာအဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ဒါကဟေဘရဲကျမ်းရေးသူကနောက်ပိုင်းခရစ်တော်ကြွလာပြီးမှအဲ့ဒီရှုထောင့်ကနေပြန်ကြည့်ပြီးရေးတာဖြစ်နိုင်တယ်လေမောရှေကအနာဂတ်မှာလာမဲ့ဖျားရဲ့အစီအစဉ်ကတ်တင်ရှင်အတွက်ခင်ရတာကိုတန်ဖိုးထားတယ်လို့ဆိုလိုတာဖြစ်နိုင်တယ်အဓိကကတော့သူ့ရွေးချယ်မှုကမမြင်ရသေးတဲ့ဖျားရဲ့အနာဂတ်ဆုလပ်ကိုမြေတော်ကြီးတဲ့ယုံကြည်ခြင်းကြောင့်ပဲဟုတ်ကဲ့ ပြီးတော့သူအီဂျီကထွက်လာတော့ဘယင်းကိုမကြောက်ဘူးငယ်နှစခုမမြင်ရတဲ့ဖ ያ ကိုမြင်နေရသလိုပဲဆိုတာအဲ့ဒါတက်တီပဲယုံကြည်ခြင်းကရဲရင့်စေတဲ့ပင်လန်နီဖြတ်တာငယ်29ပတ်သက်ပွဲလောက်တာငယ်28ဒါတွေအားလုံးကဖ ያ ကိုယုံကြည်ကိုးစားတဲ့လက်တွေ့အလို့ရတဲ့ချီပဲဟုတ်ပါတယ်ဒီနောက်မှာတော့တခြားသူတွေအကြောင်းအချင်းချိုပြောသွားလဲငယ်30 30ပင်ယေလိခေါမြို့ယုံကြည်ပြိုလဲတာအဲ့ဒါစူပေါင်းယုံကြည်ခြင်းရဲ့တန်ဖိုးပေါ့ရာကကြတော့ ူကအချင်းနေမကောင်းပေမဲ့မှန်ကန်တဲ့ဘက်ကိုယုံကြည်ခြင်းနဲ့ယက်တီခဲလို့ကတ်တင်ချင်းရတယ်။တူချင်းယုံကြည်ခြင်းရဲ့ပုံသက်တွေပဲ။အခန်းငယ်30နိကကစားပြီးတော့ယုံကြည်ခြင်းရဲ့အောင်မြင်မှုတွေတန်ခိုးတွေကို ပိုပြီးစုစည်းပြထားတယ်နော်။ဂီရွန်ပါရာရှက်ရှောင်းဆုံတာဝက်ဟုတ်တယ်သူတို့ယုံကြည်ခြင်းအပြင်နိုင်ငံနေနိုင်တဲ့ခြင်တစ်ခံတွင်ပိတ်တဲ့မိငိမ့်စေတဲ့အားနေရာကအားရှိလာတယ်။အများကြီးပဲအောင်ပွဲကြီးပဲငွေ30နဲ့ထက်ဆန်တာက ဒီအပိုင်းဖိုင်ရင်တော့ယုံကြည်ခြင်းဆိုတာအောင်မြင်မှုပဲလို့ထင်စရာပဲဒါပေမဲ့အခန့်ငယ်35နောက်ပိုင်းမှာလုံးဝပြောင်းပြန်ဖြစ်သွားတယ်အဲအဲ့ဒါအရင်အရေးကြီးတဲ့အလက်အပြောင်းပဲယုံကြည်ခြင်းကြောင့်ပဲပြင်းပြင်းထန်ထန်ဒုက္ခခံခဲ့ရတဲ့သူတွေကြောင့်ကိုဆက်ပြောတယ်ငယ်35ခါထပ်သာ78ဟုတ်ပါတချို့ဆိုပိုကောင်းတဲ့ရှင်ပြန်ဓမြောင်ချင်းကိုရဖို့ လွတ်မြောက်ခွင့်ကိုတောင်လက်မခံဘူးဆိုပဲ။အင်းတချို့ကပြည့်ရပြူခံရ၊ရိုက်နစ်ခံရ၊ထောင်ကျကြောက်ခဲနဲ့အဖြစ်ခံရ၊လွဲနဲ့တိုက်ခံရ၊ဓာနဲ့အသက်ခံရ၊ဆင်းရဲဒုက္ခနဲ့လှည့်လည်သွားလာခဲ့ကြရတယ်။ဒါဆိုယုံကြည်ခြင်းကမြဲတမ်းအောင်မြင်မှုအစဉ်ပြေမှုပဲမဟုတ်ဘူးပေါ့။လုံးဝမဟုတ်ဘူး။ဒီအခမ်းအနားပြချင်တာကယုံကြည်ခြင်းဟာတစ်ခါလေအောင်မွဲခံဖို့ဖြစ်တယ်လို့တစ်ခါလေမှကြွန့်ကြန့်ခံဖို့ဖြစ်တယ်ဆိုတာပဲ။ အချိန်ေကောင်းကောင်းဆိုးဆိုးဖျောကိုစိတ်ယုံကြည်ကိုးစားနေခြင်းဟာယုံကြည်ခြင်းပဲပရိချက်ကတတော်လေးနစ်တင်မှုပေးနိုင်တယ်နော်ကိုရီအခက်အခဲကြုံတဲ့အခါဒါကယုံကြည်ခြင်းမဟုတ်တော့ဘူးလားလို့တန်းတန်းဝင်စရာမလိုတော့ဘူးပေါ့မှန်ပါတယ်ကြမ်းကြမ်းခံနိုင်ခြင်းကိုယ်တိုင်ကယုံကြည်ခြင်းရဲ့သက်သေတစ်ခုပဲပြီးတော့အခန်းကြီးအဆုံးသက်ငွေ39 40ဒါကအနစ်ချုပ်ပဲဒီမှာပြောခဲ့တဲ့သူရဲကောင်းလေးအားလုံးယုံကြည်ခြင်းကြောင့်ကောင်းတဲ့သက်သေခံချက်ရခဲ့ပေမဲ့ ကတိတော်ရဲ့အပြစ်ဝပြည့်စုံခြင်းကိုတော့သူတို့အသက်ရှင်တုန်းကမရခဲ့ဘူး။ဟုတ်တယ်မရခဲ့ကြဘူး။ဘာလို့လဲဆိုတော့ဖယောင်းမှာတားရစ်သုံးတော်အရာကိုပြင်ဆင်ထားလို့ပဲ။အဲ့တော့ပေါ့ဆိုလို့ရလဲတားရစ်ကောင်းတော်အရာဆိုတာအဲ့ဒါကခရစ်တော်ရဲ့အမှုတော်ကိုယဉ်နွမ်းတာပါ။သူတို့မျောလင်းခဲ့တဲ့ကဲ့တင်ရှင် ခရစ်တော်ကြွလာပြီးကဲ့တင်ရှင်မှုကိုပြည့်စုံစေပြီးမှသာသူတို့ရဲ့ယုံကြည်ခြင်းကအတိတ်ပဲအပြည့်အဝရှိလာမှာ ူတို့ဟာနောက်ပိုင်းယုံကြည်သူတွေဆိုလိုတာကခရစ်တော်ရောက်လာပြီးနောက်ပိုင်းယုံကြည်သူတွေမဲ့အတူတကွာစုံလင်ခြင်းကိုရောက်ရမယ်လို့ဆိုလိုတာခရစ်တော်ထဲမှာအားလုံးပေါင်းစည်းသွားတာပေါ့ဩဒါကြောင့်ဒီအခန်းတစ်ခုလုံးရဲ့ဘောချက်ကခရစ်တော်ဖြစ်နေတာကိုအတိအကျပဲဒီရှေးသူတို့စနေရဲ့ယုံကြည်ခြင်းကခရစ်တော်ကိုမျိုးကြည့်နေကြတာကျွန်တော်တို့ကခရစ်တော်ပြည်ဆောင်ဆေးခဲ့ပြီးသားအရာကိုယုံကြည်နေတာဒါပေမဲ့အားလုံးဟာခရစ်တော်အားဖြင့်ပဲဆုံးလင်ခြင်းကိုရောက်တာကဲဒါဆိုရင်ဒီ heavy 7တခုလုံးကိုပြန်ကြည့်ပြီ အဓိကသင်ခန်းစာတွေဆွဲထုတ်ရရင်ပထမဆုံးကယုံကြည်ခြင်းရဲ့အတိတ်ပဲပဲမမြင်ရပေမဲ့တကယ်ရှိတယ်လို့အာမခံချက်ရှိတာတတိခိုင်မာတာဟုတ်ကဲ့ပြီးတော့ဖျားကိုနင်းသက်စေဖို့ဒါကမရှိမဖြစ်လိုရဲဆိုတာပဲဒုတိယအချက်ကတော့စင်မာနဲ့ယုံကြည်ခြင်းကအတွေ့အတက်မဟုတ်ဘူးလက်တွေ့လုံးရနဲ့တတိပြားတယ်။နောဤတင်ဘောစောက်တာအာဗြဟန္နာခန္ဓာမိုးရှေရွေးကျယ်တာရာခကူညီတဲ့ဒီလိုပေါ့ ဒါပြင်ဒုက္ခကိုကြံ့ကြံ့ခံတာကလည်းယုံကြည်ခြင်းရဲ့အရေးကြီးတဲ့တသက်ပဲတတိယအချက်ကတော့ဒီဇလန်အားလုံးရဲ့အဆုံးမှာ ခရစ်တော်ရှိနေတယ်ဆိုတာပဲသူတို့ယုံကြည်ခြင်းဒီအားလုံးကခရစ်တော်မှာမှာပြည့်စုံသွားတယ်မှန်ပါတယ်ကဲဒီအချက်တွေကဒီနေ့ခေတ်မှာအသက်ရှင်နေတဲ့သူတွေတက်ဘလို့လက်တွေ့ကြကြအသွန်ချနိုင်မလဲပထမဆုံးကတော့ကိုယ်တိုင်ပဲပေါ့ဖျားရဲ့ဂတိတော်တွေဥမာကယ်တင်ခြင်းသာဝရအသက်ဖျားရဲ့လမ်းပြမှုဒါတွေက မမြင်ရပေမဲ့တကယ်ပဲလို့စိတ်ချယုံကြည်ဖို့ဒီအခန်းကအားပေးတယ်။တန်တရားဝင်လာတိုင်းဒီလူတွေကိုပြန်ကြည့်ပေါ့။ဟုတ်ကဲ့။နှောင်းကချက်ကကိုယ့်ရဲ့နေ့စဉ်ဆုံးဖြတ်ချက်ဒီလောရက်ဒီမှာဒီယုံကြည်ခြင်းကိုလက်တွေ့ဖြို့ဖို့ကြိုးစားရမယ်။လောကအမြင်နဲ့မကွက်ညီရင်ကောင်းဖျားစကားကိုနားခေါင်ဖို့ရွေးချယ်တာမျိုးအခက်ခဲကြုံလာရင်ကြောက်ရွံ့တာထက်ယုံကြည်ခြင်းနဲ့ရင်ဆိုင်ဖို့ရွေးချယ်တာမျိုးပေါ့။ဟွန်း Hebrews 7:10အလူတွေလို့စဉ်းစားကြည့်ဖို့ပေါ့။ နောက်ပြီးဘဝမှာအခက်ခဲတွေနားမလည်နိုင်တာတွေကြုံတဲ့အခါကိုတရားုံတည်းမဟုတ်ဘူးဆိုတာတတိယပေါ်ပဲဟုတ်ပါတယ်အရင်ကဒုက္ခခံခဲ့ရတဲ့ယုံကြည်သူတွေအများကြီးရှိခဲ့တယ်သူတို့လိုပဲပိုကောင်းတဲ့ထာဝရဆုလောက်ကိုမြှင့်ကြည့်ပြီးကြံ့ကြံ့ခံဖို့အားယူနိုင်တယ်လက်ရှိဒုက္ခကထာဝရနဲ့ရှင်ရင်ခနာလဲပါလားဆိုတဲ့အမြင်မျိုးမွေးဖို့ဒီအခန်းကကူညီတယ်ဟုတ်ကဲ့နောက်ပြီးအခန်းကြီးစနေအစမှာဆက်ပြောထားတယ်လို့လည်း ကျွန်တော်တို့ပြနေတဲ့ဒီယုံကြည်ခြင်းခရီးမှာတယောက်တည်းမဟုတ်ဘူးအရင်ကယုံကြည်ခြင်းနဲ့အသက်ရှင်ခဲ့တဲ့ဒီများစွာသောတသက်တဲ့အပေါင်းကတင်ကြိုက်ကြီးလို့ဝင်းရနေတယ်သူတို့ရဲ့ပုံသက်တွေဒီကကျွန်တော်တို့ကိုအားပေးနေတယ်ဟုတ်ပါပြီဆိုတော့အနစ်ချုပ်ရရင် ဟေဘရဲစလဲကယုံကြည်ခြင်းဆိုတာပါလေလက်တွေ့မှာဘလို့ပုံပေါ်လဲအောင်မြင်မှုရောဒုက္ခခံရမှုရောပြီးတော့အဲ့ဒီယုံကြည်ခြင်းရဲ့အဆုံးစုံပြည့်စုံမှုကအ ခရစ်တော်မှာပဲရှိတယ်ဆိုတာကိုသင်ပေးတဲ့တကယ်ကိုအားကောင်းတဲ့အခန်းကြီးတစ်ခုပါပဲဟုတ်ကဲ့ဒီနေ့ဆွေးနွေးမှုကိုအဆုံးမတတ်ခင်နောက်ဆုံးစဉ်းစားစရာလေးတစ်ခုချမ်းထားခဲ့ခြင်းပါတယ်ဟုတ်ကဲ့ပြောပါရှေးယုံကြည်ခြင်းသူရဲ့ကောင်းတွေကလေသူတို့မမြင်ရသေးတဲ့ကတ္တီတော်တွေကိုမျှော်ကြည့်ပြီးတော့ယုံကြည်ခြင်းနဲ့အသက်ရှင်ခဲ့ကြတာအဲဒါကအံ့ဩစရာပဲဒါပေမဲ့ဒီနေ့ကျွန်တော်တို့လိုယုံကြည်သူတွေကကြတော့သူတို့မျှော်ခဲ့တဲ့ကတ္တင်ခြင်းမှုက ခရစ်တော်အပြင်ပြည့်စုံသွားပြီဆိုတဲ့အတ္တတရားနဲ့အသက်ရှင်ခွင့်ရနေကြတာ။ဟွန်းဟုတ်ပါတယ်။ဒီလိုပြည့်စုံပြီးသားကယ်တင်ခြင်းကိုသိရှိပိုင်ဆိုင်ထားခြင်းကလေခရစ်တော်မကြွလာခင်ကမျှော်လင့်ပြီးယုံကြည်ခဲ့ရတဲ့သူတွေနဲ့ရှင်းလိုက်ရင် အခုကျွန်တော်တို့ရဲ့ယုံကြည်စိတ်ချမှုရဲရဲမှုလုံဆောင်နိုင်စွာတော့ဘီလောကကိုမြင်တဲ့အမြင်ဒါတွေကိုဘလောက်အထိ ပိုပြီးတော့နည်းနည်းရှိုင်းရှိုင်းပြောင်းလဲတက်ရောက်စေတင့်တယ်လဲဆိုတာကို ပြန်စင်းစားကြည့်ဖို့အားပေးချင်ပါတယ်။ မကြတဲ့ခင်မှာစာဖတ်ဖြစ်တဲ့စာအုပ်တွေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။အင်းဇလန်းကဆိုင်ကတဲ့ပြေတော့ဇက်ကောင်တဲ့စိတ်ပိုင်းဆိုင်ရာအသွေးခေါ်တွေကလည်းအရန်ကိုနည်းနေတာကြောင့်ဖတ်လို့တောင်းမပြီးထိပဲနဲ့ဘယ်လိုများအဆုံးသာသွားမလဲဆိုတာအရန်ကိုတိချင်စိတ်ပင်းရှာနေမိတယ်။